စစ်သူကမာလေးရှိရနဲ့ဖောက်ပြန်ပြီလို့အဆက်ခွဲခံနေရတဲ့ပိုင်းတကွန်ရဲ့ညီဖြစ်သူ MCL ပြည်သက်များအားလုံးပဲမင်္ဂလာပါရှင်ပြည်သက်များရှင်ပိုင်းတကွန်ကမြန်မာနိုင်ငံမှာသာမကဒီပနိုင်ငံတွေထိပါအောင်မြင်ကြောကြားလာခဲ့တာပါအောင်မြင်လာတဲ့အချိန်မှာပိုင်းတကွန်ကညီဖြစ်သူကိုလည်းပွဲထုတ်လာခဲ့ပါတယ်ညီဖြစ်သူရှင်ဖုံးပြေကပိုင်းတကွန်နဲ့အတူတူပြည်ပနိုင်ငံကရိုက်ကူးရေးတွေမှာလည်းပါဝင်တရုတ်ဆောင်ခွင့်ရနေတာပါ အမှုပညာလောကရဲမှာသင်ယူဆောင်တယောက်နေနဲ့ရက်တီပြီးအကူဖြစ်သူကိုအောင်မြင်အောင်ကြိုးစားနေတာဖြစ်ပါတယ်။ပိုင်တကုံရဲ့မျက်နှာနဲ့အမှုပညာလောကရဲကသူတွေကပါသူ့ကိုလက်တွဲခေါ်ပေးကြပါတယ်။ဒါပေမဲ့ညီဖြစ်သူရှင်ဖုံးပြေကပိုင်တကုံရဲ့မျက်နှာကိုအိုးမဲတုတ်တဲ့လုံရက်တစ်ခုပွဲဖြစ်လို့နေတာပါ။ ရှင်ဖုံပြေကဆိုရှယ်မီဒီယာမှာလူသိများတဲ့ဆယ်လီတယောက်နဲ့ချစ်သူဖြစ်လို့နေတာပါချစ်သူတက်တန်းတနည်းလောက်ရှိပြီဖြစ်ပေမဲ့တိတ်တဆိတ်သာတွင်းနေတာပါပြီးခဲ့တဲ့လမှသာချစ်သူကာမာလီကရှင်ဖုံပြေနဲ့ချစ်သူဖြစ်နေကြောင်းကိုပုံနဲ့တကွချပြလာခဲ့တာဖြစ်ပါတယ်ဇုံတွဲပုံတွေကိုချပြလာပြီးမကြလိုက်ခင်မှာပဲနှစ်ယောက်သားပြတ်သွားတယ်ဆိုပြီးပြဿနာတွေဖြစ်လာခဲ့တာပါရှင်ဖုံပြေဘက်ကတော့ဘာမှမတင်မဲချစ်သူကာမာလီကသာသူတို့နှစ်ယောက်ကြားကပြဿနာတွေကိုလူသိရှင်ကြားချပြလာတာပါရှင်ဖုံပြေကသူနဲ့တနည်းတာလုံးချစ် ူတွေဖြစ်ခဲ့တဲ့ပြင်တအိမ်ထဲမှာလည်းအတူတူနေခဲ့ပါတယ်။ကာမာလီအိမ်မှာရှင်ဖုံးပြည့်ကလာနေတာကာမာလီရဲ့ငွေတွေကိုတုံးဖြုံနေကြတာလို့ဖွင့်ဟထားတာပါ။အခုလိုနေထိုင်လာခဲ့ပြီးမှရှင်ဖုံးပြည့်ကတခြားကာမာလီနဲ့ဟိုတယ်မှာသွားနေတယ်ဆိုပြီးတက်တည်နေရခဲ့ကြအောင် ကာမာလီကဖွင့်ဟလာခဲ့ပါတယ်။ရှင်ဖုံးပြည့်ဘက်ကဖောက်ပြန်တဲ့အတွက်သူ့ဘက်ကနေတီးမကန်နိုင်တာကြောင့်ပွဲစုနေတာပါ။ဒါအပြင်ရှင်ဖုံးပြည့်ကသူမပတ်စံနေကမှာယူသုံးထားတယ်ဆိုပြီးကာမာလီကဆွဆွဲထားပါတယ်။ရှင်ဖုံးပြည့်ကတော့ကာမာလီကသူ့ရဲ့တိတ်ခါကြအောင် က်သက်လုပ်နေတာဆိုပြီးအပြစ်ကိုရှောင်ထားခဲ့တာဖြစ်ပါတယ်။ကောင်မလေးဘက်ကသစ္စာဖောက်ခံလိုက်ရတဲ့အပေါ်မှာလုံးဝမကျေနပ်ပါဘူး။ ဒါကြောင့်မလို့လေရှင်ဖုံပြေကိုအဆုံးထိတရားစွဲဆိုသွားအောင်မလို့သူမအကောင့်ကနေတင်ထားခဲ့ပါတယ်ရှင်ဖုံပြေကပိုင်တကွန်ရဲ့ညီဖြစ်တာကြောင့်ပရိသတ်တွေရာလဲပိုင်တကွန်တို့ကဝင်မထင်းချောင်းပေးဦးလားလို့အပြစ်တင်ရပါပိုင်တကွန်တို့ကမောင်နှမလေးယောက်ရှိကြတာပါအကြီးဆုံးကနိုင်တကွန်ဖြစ်ပြီးအောက်မှာမင်းကလေးတယောက်နဲ့ပိုင်တကွန်ရှင်ဖုံပြေလို့ဖြစ်ကြပါတယ်ရှင်ဖုံပြေကငယ်ဆုံးဖြစ်တာကြောင့်အပေါ်ကအကြီးတွေကဝိုင်းဝန်းပြီးတော့ထိန်းကြတာပါဒါအပြင်ရှင်ဖုံပြေကတဆွတ်ထိုးနိုင်ကထိန်းရခက်တယ်ဆိုပြီးလဲအမဖြစ်သူကပြောပြပါတယ် ရှင်ဖုံပြေကသရုပ်ဆောင်တယောက်နေနဲ့မအောင်မြင်သေးခင်မှာပဲအချင်းကြီးကြောင့်မို့အဆက်တွေကွဲနေရမိဖြစ်ပါတယ်။ပိုင်တကွန်တို့မောင်နှမတွေထဲမှာနိုင်တကွန်နဲ့ရှင်ဖုံပြေတို့ကအမှုပညာလမ်းကြောင်းပေါ်ကိုရှောင်နေပြီးမဲ့ပိုင်တကွန်လောက်အောင်မြင်မှုသိမ့်မရရှိသေးတာလည်းဖြစ်ပါတယ်။ရှင်ဖုံပြေနဲ့ပတ်သက်ပြီးပိုင်တကွန်ဘက်ကတော့ဘာမှတုံ့ပြန်ထားတာမျိုးမရှိသေးပါဘူး။ပိုင်တကွန်ကလည်းပွဲသိမ့်မရှာတတမို့ဂယုမဆိုင်ပဲနေနေတာပါ။ချစ်သူကာမာလေးရှိရနဲ့ကာမာလေးတယောက်နဲ့နောက်ကွယ်မှာဖောက်ပြန်နေရလို့ဆွဆွဲခင်ရကအဆက်ခွဲခံနေရတဲ့ရှင်ဖုံပြေပေါ်ပရိသတ်တို့ရဲ့ အမြင်ကိုပြောပြပေးခဲ့ပါအောင်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးများ၏တင်ပါတယ်ရှင်